ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အောင်းနဲ့မင်္ဂလာပါဆိုဒီတစ်ပတ်က international week ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့စိတ်ဝင်စားစရာဘောလုံးကအကြောင်းလေးကျွန်တော်နည်းပြောချင်တယ်။အဲ့ဒါကတော့ကျွန်တော်တို့ဘောလုံးကမှာဝင်ငွေအများကြီးရှိကြတယ်ဗျာ။ club တသင်းကသူတို့ရဲ့ total ဝင်ငွေကိုဘယ်ရရကြတယ်။ကိုယ်ဝင်ကြီးကရတယ်၊ရုပ်တံကရတယ်၊ sponsor deal ကရကြတယ်။ဒီလိုပဲနေရာစုံကဝင်ငွေရတဲ့အခြေအနေ ကျွန်တော်ဘလုံးပွဲတွေကိုကန်တဲ့ match day ဘလုံးပွဲတွေကိုကန်တဲ့ match day တွေမှာဝင်ဝင်အများဆုံးရကြတဲ့အသင်းတွေကြောင်းကျွန်တော်ပြောပြချင်ဝင်ဝင်ဆိုတာကကျွန်တော်ဘလုံးပွဲကိုကန်တဲ့ match day ပေါ့ထားပါတော့ Real Madrid နဲ့ Barcelona နဲ့ El Clasico ကန်မဲ့နေ့ Santiago Bernabeu မှာဝင်ဝင်ဘလောက်ရလဲဒါက Barcelona ရဲ့ camp နောက်မှာဘလောက်ရလဲဒါ Arsenal သိတဲ့ Man United ကန်တဲ့ချိန် Emirates ကမှာ match day ကန်တဲ့နေ့ဘလောက်ရလဲ Old Trafford မှာဘလောက်ရလဲ တခါ Inter Milan နဲ့ AC Milan မျိုး Milan မျိုးမှာကန်တဲ့ပွဲမှာ match day ပြောက်ရတယ်ဆိုတော့ match day ကကျွန်တော်တို့ပြ100ဒီလုံးစာရုတ်တံဝင်ဝင်ဒီခါရတယ် Champions League ပြိုင်ပွဲတစ်ခုခုပိုဆွဲရင်စုစုပေါင်းတိုးတယ်ရုတ်တံဝင်ဝင်ရောပါရောစုချင်းဝင်ရောကိုတန်း180လောက်ရတယ် FIFA ရဲ့ Club World Cup ပြိုင်ပွဲတစ်ခုမှာပိုဆွဲမယ်ဆိုရင် American Dollar တန်းတရာကျော်ရမယ်ဒီလိုဝင်ငွေအများကြီးတဲ့မှာဘလုံးပွဲတွေကိုကန်တဲ့ match day တွေမှာဝင်ငွေအကောင်းဆုံးအသင်းကဘယ်သင်းလဲ ဆိုဝင်ဝေကောင်းဖို့ဆိုရင်ကိုယ်ဘလုံးကွင်းကအောင်မြင်တဲ့အသင်တင်မို့ရင်တော့လူစိတ်စားတဲ့အသင်ဖြစ်ရမယ် attractive တစ်ခုခုရှိရမယ် attractive ဆိုရင် supply တွေနဲ့အောင်မြင်မှုလားကွင်းကကဘာကျော်ဘလုံးကွင်းတစ်ခုဖြစ်မလားပြီးတော့အဲ့မျိုးကရောဘလုံးဖြစ်လားပြီးတော့အဲ့အသင်ကရောစားတဲ့ခြေစွမ်းပိုင်းကောင်းလားဆိုဒီလိုအားလုံးအချက်တွေနဲ့အားလုံးကိုက်ညီပြီးတော့မှတွက်ကြတဲ့အခါမှာဘလုံးဘွယ်တပွဲကန်တဲ့အခါမှာကျွန်တော်ဆိုရင်လန်တာပါဆိုရင် Chelsea ဘွဲကို Stamford Bridge မှာကြီးပူတယ်။ Emery မှာ Arsenal ဘွဲကြီးပူတယ်။ Fulham ရဲ့ Craven Cottage မှာကြီးပူတယ်။ Spurs ရဲ့ Tottenham Hotspur ဘွဲမှာကြီးပူတယ်။နောက်တစ်ချိန်ထဲမှာပဲ Manchester United ရဲ့ Ultra Four, Man City ရဲ့ Etihad, Liverpool ရဲ့ Anfield ဒီလိုပဲအသင်းတွေ Newcastle ရဲ့ Saint Jason Park ဒီလိုအသင်းတွေအများကြီးကြီးပူကြတယ်။အခုဆိုရင်ကြည့်ပါအသင်းတော်တော်များများဟာကလပ်သင်းရဲ့ဝင်ဝင်တိုးပွားဖို့ကွင်းတွေချဲ့နေကြတယ်။အဲ့ဒါကလည်း မတ်ဒေးနေ့မှာရတဲ့ဝင်ငွေတွေဟာအဓိကဖြစ်လာလို့ဥပမာဆိုရင်ယူကာဆယ်ဆိုပေးသက်9000ကျော်ရှိတဲ့ကွင်ကိုပေးသက်6000ကျော်9000လောက်နဲ့ Manchester United ကွင်ပြီးရင်ဒုတိယအကြီးဆုံး Premier League ကွင်ဖြစ်ဖို့ချက်တယ်။ Liverpool က Anfield ကိုကျွန်တော် London ကိုစရောက်တော့ကပေးသက်4000ကျော်ပဲရှိတာ။တရရဲ့ရဲ့နဲ့ချက်ရင်6000 1000ကျော်6000 1000နဲ့ရောက်လာ။ Manchester City လည်းမကြမီ6000ကျော်ရောက်လာမယ်။ Arsenal ကအသစ်ဆောက်တွေက6000ချီပြီးတော့ Tottenham က6000 1000 ဝက်ဆန်နဲ့လန်ဒန်စီတီယံကိုချဲ့ရင်ချဲ့ရင်လည်း6000ကျော်ဖြစ်လာတဲ့အချိန်မှာအသင်းတိုင်းကခွင့်ချက်အခုမန်ယူနိုက်တက်ဆိုရင်ပေးသက်သိမ်းရှိမဲ့ခွင့်တိကြီးကိုအိုထရဖို့ခွင့်ပေးမှာစောင့်တယ်ဆိုတော့မက်ချ်တီနီကဘယ်လောက်ထိရေးပါအဲ့လိုချယ်ဆီတိုင်ပတ်နေတာချယ်ဆီကကဘာမှာ follower အများဆုံးရနေတဲ့အသင်းတွေတမပါတယ်ဝင်ဝင်အကောင်းဆုံးတဲ့တမပါတယ်ကြိုကြားမှုအရှိဆုံးဖြစ်တယ် Roman လက်ထက်မှာရောအခုလက်ရှိပါရှင်လက်ထက်မှာကြိုကြားနေပြီ Chelsea ဟာ Stamford Bridge ဝင်ရတင်းနေတဲ့အခြေအနေကနေသူတို့ဝင်ဝင်နေအများကြီးမတိုးနိုင် တကယ်ဆိုသူတို့ပိုရတဲ့ဆိုတော့အခုဘောလုံးလောကရဲ့မန်စတေးကန်တဲ့နေရင်ဝင်ဝင်အများဆုံးအသင်းဆယ်သင်းဒါကဘာတွေတွက်လဲဆိုတရာဒီလုံးစာဘောလုံးပွဲလက်မှတ်အသင်းတသင်းရဲ့တရာဒီလုံးစာစီစဉ်ဟူတာတစ်ကက်လက်မှတ်တွေကိုကောင်းမယ်ပြီးရင်ဘောလုံးပွဲတစ်ပွဲနဲ့ပတ်သက်တဲ့တစ်ကက်နဲ့ပတ်သက်တဲ့ membership fee တွေနောက်တစ်ကက်ကိုဝယ်ယူတဲ့အခါမှာ booking လုပ်ရတဲ့ booking fee စီအားလုံးကိုကောက်တဲ့ဟာပါတယ်ပြီးတော့မှ single ticket ဝယ်စင်တပွဲချင်းဒီကိုဝယ်တဲ့ purchase လုပ်တဲ့ဝင်ဝေးတွေပါတယ်ပြီးတော့မှ match day hospitality လို့ခေါ်တဲ့ VIP တန်းတွေကနေဘလုံးပွဲရှိတဲ့နေရာရင် VIP စားပင်တဲ့အစားအသောက်ပါ냐 event တွေကိုပါဝင်တဲ့ ticket နဲ့ match day တွေမှာရောင်းတဲ့ဒါ match day program အပါဝင်အခြားအခြားသောကိစ္စတွေအစားအသောက်တွေအားလုံးကိုတွက်ထားတယ်ဆိုတော့ကျွန်တော်ပြောလို့ Arsenal ရဲ့ Emirates ကိုတွားရင်ကျွန်တော်ဘာကုန်လဲဆိုပေးသက်တယောက်နေနဲ့ဆက်ဆက်ချင်းပါ client store မှာ muffler တွေပါတယ်ဝယ်တယ်နောက်တစ်ခုကအဲ့ဒီကံပဲအသေးနှစ်သိန်းရဲ့ matchday program ဝယ်တယ်အဲ့ကောင်က၃ပေါင်ဝယ်နေ၅ပေါင်ကြာရှိတယ် muffler ကတော့အရင်တော့10ပေါင်လောက်ရှိတယ်အခု15ပေါင်လောက်ရှိတယ် ်အဲပြီးတာနဲ့ဘောလုံးပွဲတစ်ကက်ကကျွန်တော်ချိုးဝယ်ထားရတယ်ဘောလုံးပွဲတစ်ကက်ကို online ရဝယ်ရင် booking fee တစ်ပေါင်ခွဲနဲ့တစ်ပေါင်80လောက်ပေးရတယ်တယ်လီဖုန်းဆိုလည်းတယ်လီဖုန်းပတ်ကိုအခြေတယ်ပြီးဘောလုံးပွဲလက်မှတ်ကအစားအစာကိုထိုင်တဲ့နေရာပုံကိုတည်ပြီးတော့အစားအစာရှိတယ်ပြီးတော့မှကွင်းထဲမှာအစားတောက်ရောင်းရင်ဝယ်စားတာဆိုအဲ့ဒါတွေအားလုံးဘီယာတောက်တဲ့ကောင်လည်းပေးရပါဗျအဲ့ဒါတွေအားလုံး match day တစ်နေ့မှာဘယ်လောက်ရချင်ဆိုတော့နံပါတ်1အနေနဲ့နံပါတ်10က San Siro က AC Milan အသင်း AC Milan အသင်းက ဘောလုံးပွဲပွဲစဉ်ရဲ့အိမ်ကွင်းပွဲစဉ်တစ်ပွဲမှာသူတို့ရဲ့ဝင်ဝင်ဟာယူရို3.3တန်းပေါင်2.6တန်းရှိတယ်။ဆန်စီရိုကပေးသက်8000ကျော်ရှိတယ်။ဒီပြိုင်ပွဲမှာ AC Milan အသင်းရဲ့ဒါလက်ရှိဝင်ဝင်ပေါ့လေ။ဒါသူတို့ကအမှန်တိုင်းပြောရင်တော့သူတို့ကမကြမီမှာကွင်းသစ်ဆောက်မှာဖြစ်ပေမဲ့ဆန်စီရိုကွင်းကြီးကအခုလက်ရှိမှာ AC Milan အသင်းရဲ့အိမ်ကွင်းပွဲစဉ်တစ်ပွဲအတွက်ရတဲ့ဝင်ကား နှစ်တသမ6တန်းပေါင်ရှိတယ်ယူရိုအားဖြင့်3တသမ1တန်းကျွန်တော်ဆက်စီရိုမှာရှိတယ်ကွင်းပြင်မှာအစားတောက်တွေရောင်းတယ်ဆက်စီရိုရဲ့အားနည်းချက်ကအထက်မှာအစားတောက်ရောင်းတာနည်းတယ်ဘီယာရောင်းတာအစားကောင်တာလည်းတစ်ခုနှစ်ခုလောက်မရှိခါမှာသူတို့ဝင်ဝင်ရတော်တော်လေးနေတယ်အဲ့ဒါကအင်္ဂလိပ်ကလပ်တွေတခြားအသင်းတွေနဲ့ကွာတယ်အချက်အဆင့်30အဆင့်5က Manchester City Manchester City က Class 3လို့ခေါ်တဲ့ကစားမတွေကိုလက်ချေးလိုက်ဒီပြတွေကိုလက်ချေးလိုက်ပြီးနေလို့ရတယ် VIP စားတောက်တန်းအပါဝင် ဘလုံး program ရောင်းနေတခြားခြားသောဟာတွေနဲ့ Manchester City ကဒီဘက် recently မှာအရန်ကိုအောင်မြင်တဲ့အသိဖြစ်ပြီးတော့သူတို့အသင်းရဲ့အိမ်ကွင်းပွဲစဉ်တစ်ပွဲအတွက်ရတဲ့ဝင်ငွေက Euro 3.3တန်ပေါင်2.8တန်ရတယ်။ဒါကလက်ရှိကမ္ဘာမှာအဆင့်9နေရာမှာရှိတယ်။အဆင့်10နေရာက Liverpool ရဲ့ Anfi Anfi ကွင်းတစ်ကွင်းမှာတွားကြည့်မယ်ဆိုရင် Liverpool အသင်းတို့ရဲ့တနေ့တာဝင်ငွေပေါ့လေတရက်တာ home ပွဲစဉ်တစ်ပွဲအတွက်ဝင်ငွေဟာ 3.8တန်းယူရိုပေါင်3.2တန်းရှိတယ်။လီဗာပူးကဒီယာတီပါဆိုရင်ပိုတော့အောင်မြင်တော့မယ်။ဒီနေ့ရတဲ့ချန်ပီယံဖြစ်ရင်နောက်နှစ်ကျရင်ပိုကောင်းတယ်။အခုဆိုရင်ကလပ်သင်းတွေကကစားမားတွေကိုလာစားပြီးတဲ့ဖြစ်တခြားကိုကြားစိတ်နဲ့လက်မှတ်ခါတွေတိုးလာတယ်။ဆိုတော့လီဗာပူးက3.8တန်းပေါင်3.2တန်းနဲ့အဆင့်8နေရာမှာရှိပြီးတော့ ဘာစလိုနာကအဆင့်ခွနဲ့နေရာမှာရှိတယ်။ Spotify ကပ်ဘူးတော့ကဘာစလိုနာပတ်စံတော်တော်လေးရတယ်။ဘာစလိုနာသင်းကပြီးခဲ့တဲ့ရာသီမှာဒါသူတို့လက်ရှိနေထားရာတစ်နှစ်ကို average အားဖြင့် euro 4.8တန်းရတယ်။ pound 4.3တန်းရ4တန်းရတယ်။တကယ်လို့ Spotify ကပ် music ပြီးသွားရင်ပြီးသက်တသိန်းချိုဆက်တယ်။တသိန်းနဲ့900ဆက်အဲ့ကြရင်တော့ဘာစလိုနာရဲ့ပတ်စံတွေထပ်တိုးလာမယ်။အဲ့ဒါကအဆင့်ခွန်မှာရှိပြီးတော့အဆင့်6မှာ Manchester United ရဲ့ Ultra Football ။ Ultra Food Queen မှာကျွန်တော်တို့သွားလို့ရှိရင်မြန်ချင်းဆိုင်မှာစားသောက်ဆိုင်လေးတွေရှိတယ်၊ coffee ဆိုင်လေးတွေရှိတယ်၊ cookie ဆိုင်တွေရှိတယ်၊အချိုတွေရှိတယ်။အတွင်းထဲမှာလည်းအစားအသောက်တွေရောင်းတယ်။ဒါပါတော့သူတို့ product ၃ခုကိုပေါင်း၃၀လို့ပါလို့သူတို့ရောင်းတယ်။ Ultra Food Queen ကဘလုံးကြီးတဲ့ပေးသက်ကြီးချားတဲ့မှာ coffee ဈေးသားအားဆုံး queen တွေမှာပါတယ်။ကျွန်တော်တို့အများနဲ့ဆောင်းရတဲ့ coffee ဝယ်တောက်လေးရှိတယ်။ Ultra Food Queen ကအိမ်ကွင်းပွဲစဉ်တစ်ပွဲအတွက် ယူရို9.2တန်းရအိုထရဖို့ဝယ်ပါပေးသက်9000ကျော်ရှိရဲ့အချိန်မှာယူရို9.2တန်းရတယ်ပေါင်ဆို4.38တန်းရပြီးတော့တကယ်လို့ကွင်းတစ်ချီပြီးသွားရင်ဒီတဲ့20နီးပါအိုထရဖို့ကထပ်ပေါ်လာမယ်ကဘာမှာတော့အဆင့်6ပါရှိတယ်အဆင့်5ပါတော့ဘိုင်မြူနစ်ရဲ့အဝင်စားအဝင်နာဘိုင်မြူနစ်ကွင်းကအိမ်ကွင်းပွဲစဉ်တစ်ပွဲအတွက်ယူရို9.8တန်း ဘုန်းတစီကမှဈေးပိုးတဲ့ကွင်းထဲမှာမပါဘူးဈေးကြီးပေးရတဲ့ကွင်းထဲမှာပါတယ်သူပြဂျာမနီအသင်းတွေကတော့ဘီယာကိုအဓိကရောင်းပြီးတော့သူတို့အသင်းရဲ့လက်မှတ်ခါပေါ့လေလက်မှတ်ခါက63ပေါင်ရှိတယ်ဈေးကြီးတယ်ဗျာဘိုင်မြူနစ်ကလက်ရှိကမ္ဘာမှာအဆင့်9ရှိပြီးတော့ထော့တနမ်ဟော့စပါကအဆင့်၄စပါက ခုနောက်ပိုင်းမှာမေမေရရအောင်မြင်မှုရတာမရှိပေမဲ့သူတို့ရဲ့ Queen Tech ရဲ့ facility နဲ့6100ဆန်းတဲ့ Queen Tech ကြီးကြောင့် Spa ကဝင်ငွေအများကြီးရတဲ့အချိန်မှာပါတယ်သူတို့ရဲ့ total ဝင်ငွေဟာအထူးသဖြင့်ကိုရီးယားပေးတတ်တဲ့ရဲ့ market size တွေကိုအထူးကဝယ်တဲ့ Mafla တွေ Jersey တွေကိုဝယ်တဲ့အထူးကဝင်ငွေပါသလိုနောက်တစ်ခုက club အသင်းရဲ့အစားအသောက်ရောင်းတာနဲ့ facility တွေကလည်းအထူးကရပြီးတော့ ယူရို9.9တန်းပေါင်4.9ခွန်တန်းနဲ့ကဘာမှာစတုထဝင်ဝင်အများဆုံး match day နေ့မှာရတဲ့အသင်းဖြစ်တဲ့သူတို့သင်းရဲ့ average ticket ကယူရို96တန်းပေါင်80ရှိတယ်ဘလုံးဘတ်တပွဲအတွက်လက်မှတ်အဆင့်3မှာ Arsenal သင်းရှိတယ် Arsenal က Premier League club ထဲမှာအင်ကွင်းတပွဲအတွက်ဝင်ဝင်အများဆုံးရတဲ့အသင်းဖြစ်တဲ့ Arsenal ဟာအင်ကွင်းတပွဲ Emirates မှာကျင်းပတိုင်းပေါင်5.4တန်း ူရိုနက်ဆို6ပတ်မှတပန်းတီရှိပြီးတော့မီကဲအာတေတာရဲ့ဒီဘက်နောက်ပိုင်းရလက်တီကြောင်းအသင်းဟာဖြည်းဖြည်းချင်းနဲ့ပို့ပြီးတော့လူများလာတယ်။အရင်ထဲကလည်းလန်ဒန်မှာဈေးများဆုံးအသင်းဖြစ်တဲ့ဒုတိယအများဆုံးကပါရီစိန့်ဂျာမိန်ပြည့်စုံကွင်းကတကယ်တော့၄လောင်းကျော်ပဲရှိတယ်။ဒါပေမဲ့သူတို့ရဲ့လက်မှတ်ခါက140ပေါင်ရှိတယ်။ ပေါ်စစ်တပွဲအတွက် PSG က Paris မြို့မှာဖြစ်တဲ့ရင်းနှီးက Messi, Mbappe, Neymar တို့ကြောင့်ဈေးကြီးလာမှာပဲမြင်မယ်။အခုလိုမျိုးအချိန်မှာတော့ဈေးကြီးနေဆက်ဖြစ်ပြီးတော့ဘေးသက်9000လောက်ပဲရှိတဲ့ကွင်းကနေကမ္ဘာမှာဝင်ဝင်ဒုတိယအများဆုံးပွဲစဉ်တပွဲအတွက်အိမ်ကွင်းဝင်ဝင်အကောင်းဆုံးနဲ့မပါတဲ့ Euro 9.3တန်းရှိပြီးတော့ပေါင်6.5တန်းရှိတဲ့ကမ္ဘာမှာဝင်ဝင်အကောင်းဆုံးတရားတော့သိပြောကြရဖြစ်ဘူး။ Real Madrid, Santiago Bernabeu ကွင်းတိကြီးဖြစ်သွားတဲ့အတွက်ကြောင့်ပေါင်6.3တန်း ယူရို9.4တန်းအမ်ပါပေးရဲ့ဂျာစီဖီနီရှယ်ရဲ့ဂျာစီဂျူပါလင်ကန်ဂျာစီအပါဝင်ရေပတွစ်ကတကယ်ကို facility အားလုံးကတရားဒါတော့မှတော့ spain club တွေကအစားတော့ရောက်လာနေတယ် အဲ့ဒါကလည်းအဓိကလေဆိုတော့ဘလိုလောကမှာ real metric ကအိမ်ကွင်းတပွဲအတွက် average အားဖြင့်ရတဲ့ဝင်ငွေဟာ euro 9.4တန်းရှိတယ်။တစ်နှစ်ကို euro 100တန်းသူတို့လက်မှတ်ကား average ရှိပြီးတော့တရာဒီလုံးစာအတွက်သူတို့ရဲ့ဝင်ငွေက euro 185တန်းရှိတယ်။ဆိုတော့ metric ပွဲစဉ်တပွဲကိုသွားကြည့်ရင် average အားဖြင့်အတွက်100 euro ရှိတယ်။အိမ်ကွင်းပွဲစဉ်တပွဲမှာပဲတရက်ကို9.4တန်းထိဝင်ငွေရှိပြီးတော့ total 185တန်း။ Paris Saint-Germain ကသူတို့ရဲ့လက်မှတ်က ဒီအကြီးဆုံးနဲ့မှပါတယ်140ကျော်မှရှိပြီးတော့သူတို့ရဲ့ဝင်ဝင်အများဆုံးက168တန်းထိဒါ party prince ကနေသူတို့အင်ကွင်းပွဲစဉ်မှာရတယ်ဒါကဘာမှာဒုတိယအများဆုံးဖြစ်ပြီးတော့ arsenal ကတော့ euro 153တန်းနဲ့ကဘာမှာတတိယရတယ် arsenal ရဲ့ average ဘောလုံးပွဲတစ်ပွဲရဲ့ ticket ဟာပေါင်85ဘန် euro 100တန်းနဲ့2တန်းရှိတယ်သူတို့မှာ Tottenham Hotspur က Euro 123တန်းတူတယ်ရတယ်တနည်းလုံးပါသူတို့ရဲ့ average ticket ကပေါင်80ရှိပြီးတော့ Bayern Munich က ယူရို133တန်းနဲ့အောက်မှာရှိပြီးတော့ Manchester United က129ဘာဆိုလိုနာက116 Liverpool က108 Man City က89တန်း AC Milan က85တန်းအဲ့အောက်မှာ Chelsea ကအဆင့်17မှာယူရို85တန်းရှိတယ် Chelsea ရဲ့ average ticket ကပေါင်60ပဲရှိတယ်တပွဲအတွက် Man City ကပေါင်50ပေါင် Liverpool ကပေါင်56 Manchester United ကပေါင်59 Tottenham က80နဲ့ Arsenal က85 ပေါက်ပေးရတယ်ချက်စီကဘာကြောင့်လဲကျွန်တော်ခုနပြောလို့ကွင်းသေးလို့တကယ်လို့ကွင်းလာကြီးလို့ပိတ်သက်9000ပွဲ6000လောက်စလို့ရှိချက်စီပတ်စံတက်သွားပါဒါကအခုဘောလုံးပွဲတစ်ပွဲမှာပေါ့လေဂျူဗာတက်စ်ကတနစ်ကို59တန်းရတယ်အဲ့ match day တွေမှာ Inter Milan က66တန်း San Siro ချင်းတူလာတော့ Inter Milan က60ကျော်ပဲရပြီးတော့ AC Milan ကဒါ85တန်းဒီရတယ်။ Marseille က68တန်း Atletico Madrid က83တန်းရတယ်။ဆိုတော့ဒါကကမ္ဘာဘောလုံးကရဲ့ မတ်စတေးနေ့မှာကန်တဲ့အချိန်မှာဝင်ဝင်ကလပ်နဲ့တည်းဝင်ဝင်ဖြစ်ပါလိမ့်အားလုံးကျေးဇူးတင်ပါတယ်